င်္ဂလာပါရှင်ကျမကတော့ဒီဂျူလိုက်ပါဒီ PP ရုံးမြေတန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါတရုတ်ရဲ့မြမရေးဂျားဝင်ဖြန့်ဖြေးမှုတွေဟာဆရာနာရှင်စနစ်တက်ဆိုးရှေအောင်မဖြစ်စေတဲ့ကြောင့်နဲ့မြို့သားညညွေးဆိုရ NUG ဟာတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့အဖွဲမဟုတ်ပဲမိဖက်အနေနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတရုတ်ဘက်ကသတင်းစကားပါတင်တယ်လို့ယာယီသမရဒူဝါလက်ရှိလာကပြောပါတယ်ဒီကနေ့မေလ2ရက်နေ့မှာပြုလုပ်တဲ့အစိုးရအစည်းအဝေးမှာ ပြောဆိုလိုက်တာဖြစ်ပြီးတော့တရုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရပေါ်မှာအမျိုးမျိုးသောထင်ကြေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်လို့အစိုးရအဖွဲ့အနေနဲ့ဒီအချက်ကိုလည်းလေးလေးနက်နက်ကင်တွဲဖြေရှင်းဖို့လိုတယ်လို့ဆိုပါတယ်။တရုတ်အနေနဲ့မျိုးသားညီညွတ်ရေးအစိုးရပေါ်မှာအမျိုးမျိုးသောထင်ကြေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်ကြောင်းအစိုးရအဖွဲ့အနေနဲ့ဒီအချက်ကိုလည်းလေးနက်စွာကင်တွဲဖြေရှင်းဖို့လိုကြောင်း အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့အဖွဲ့မဟုတ်ကြောင်းဆိုတာတိတိကျကျထုတ်ဖော်ပြောဆိုနိုင်ဖို့လိုကြောင်းယာယီသမရကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်နဲ့ပတ်သက်ရင်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကိုအခြေခံတဲ့နိုင်ငံသားရေးသဘောထားရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဆိုရဖွဲ့ဟာတရုတ်ရဲ့ရံပတ်အင်အားစုတစ်ခုလည်းမဟုတ်ဘူးဆိုတာပုတ်ပင်နေလဲထုတ်ဖော်ပြသတဲ့ကြောင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားရေးနဲ့ပတ်သက်ရင်လဲမြို့သားညီညွတ်အစိုးရဟာတရုတ်အတွက်စူးညောက်ခလုတ်ဖြစ်ရှိနေမှာမဟုတ်ပဲမိဖက်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုတရုတ်ဘက်ကသတင်းစကားပါတင်ကြောင်းလည်းပြောပါတယ်ရှင် အင်အားပြင်ငလင်လှုပ်ခတ်ပြီးတဲ့နောက်စစ်ကောင်စီကအပြစ်ခတ်ရစေးကာလ29ရက်တတ်မှတ်ခဲ့ပြီးအဲ့ဒီကာလတွင်မှလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တဲ့ပြင်အဲ့ဒီထဲမှာငလေတန်းတဲ့ဒေတာတွေပါဝင်တယ်လို့45 right အဖွဲ့ကမေလ2ရက်နေ့ကထုတ်ပြန်ပါတယ်စစ်ကောင်စီဟာဘယ်လ2ရက်နေ့ကနေ30ရက်နေ့ထိအပြစ်ခတ်ရစေးကာလတတ်မှတ်ခဲ့ပေမဲ့ငလေကြောင်းအိုးအိမ်စွန့်ခွာထွက်ပြေးလာသူတွေမိခိုနေထိုင်တဲ့ဘာသာရေးအဆောက်အုံနဲ့အရက်သားအခြေခံအဆောက်အုံတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် ဧပြီလ၂ရက်နေ့ကစပြီးငလင်တန်းတင့်ထားတဲ့မြို့တွေအပါအဝင်နိုင်ငံတော်ကမြို့ပေါင်း52မြို့ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ120ကျော်ပြုလုပ်ခဲ့တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်ကြောင်းနိုင်ငံအနှက်လူပေါင်း3800ကျော်သေဆုံးပြီးစစ်ကောင်စီကဧပြီလ၁ရက်နေ့မှာတရုတ်ကူညီကယ်ဆယ်ရေးနံကိုပြစ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းငလင်ကြောင်းထိခိုက်ခဲ့သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေပေးဖို့ယာယီပြစ်ခတ်ရေးဆဲကြီးကိုလိုက်နာမယ်လို့ထုတ်ပြန်ခဲ့ပါတယ်ရှင်။ ငလင်တန်တဲ့ဖုံးတော်ကြီးတင်စာတင်အကြောင်းတွေကိုဂျပန်အစိုးရကအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ခဲ့တဲ့အကြောင်းဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကမေလ၁ရက်နေ့မှာထုတ်ပြန်ပါတယ်။ငလင်တန်ကြောင့်ပျက်စီးသွားတဲ့ရေလောင်ကန်တွေနဲ့အရေးပေါ်ကယ်ဆယ်တဲတွေအပါအဝင်ကယ်ဆယ်ရေးပစ္စည်းတွေကိုမြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံတန်ယုံကနေတဆင့်ဧပြီလ30ရက်နေ့မေလ၁ရက်နေ့တွေမှာမန္တလေးတိုင်းဒေသကြီးတွေကငလင်တန်တဲ့ဖုံးတော်ကြီးတင်စာတင်အကြောင်းတွေစီကိုလွှဲပြောင်းပေးရခဲ့တာဖြစ်ပါတယ်။ ဒီကူညီကခက်ခက်ခက်ခဲဘေးလူရစီပြောင်းရွှေ့နေထိုင်နေကြရတဲ့စာတင်ကျောင်းကကလေးတငယ်တွေကျောင်းသားတွေနဲ့ဆရာဆရာမတွေဘေးကင်းပြီးတကူရက်သက်ရှင်မှုရှိတဲ့ဘဝနေထိုင်နိုင်စေဖို့နဲ့ပံ့ပိုးပေးနိုင်မယ်လို့မျှော်လင့်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ဂျပန်အစိုးရအနေနဲ့မြေပြင်ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားကာမြန်မာပြည်သူတွေအတွက်ဒါရဲ့အကျိုးပြုတဲ့လူသားချင်းစာနာမှုအကူအညီတွေတက်နိုင်သမျှဆက်လက်ပံ့ပိုးပေးနေရလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂျပန်နိုင်ငံကတော့မြန်မာငလင်ပေးနောက်ဆက်တွဲအရေး အရေးကိစ္စတွေကူညီဖို့ဂျပန်ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ကကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ဆီလွတ်ထားခဲ့ပြီးအဲ့ဒီအဖွဲ့ဟာရန်ကုန်အပါဝင်မန္တလေးနဲ့ဘေးတင်ဒေသတွေစီတွားရောက်มาဖြစ်တယ်လို့ဘေးဒဏ်သင့်ဒေသတွေရဲ့အခြေအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုအကဲဖြတ်ဆန်းစစ်သွားမယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ထားပါတယ်ရှင်။ အေဝဒေတာမှာအင်အားပြင်းငလင်ကြီးကြောင့်ရှေးဟောင်းအဆောင်614ခုပျက်စီးခဲ့ရပြီးမန္တလေးနတ်မြို့ရိုးပေ9000လောက်လည်းပျက်စီးသွားတယ်လို့ရှေးဟောင်းသုတေသနနဲ့မြို့သားပြတိုက်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အင်ဝဒေတာမှာရှေးဟောင်းအဆောင်962ခုရှိတဲ့အထက်ကထိခိုက်ပျက်စီးခဲ့တဲ့ရှေးဟောင်းအဆောင်614ခုစစ်ဆေးတွေ့ရှိခဲ့ပြီးတော့900ကျော်ကိုသေးစိတ်စရင်သွင်းပြီးပြီလို့ဆိုပါတယ်။မန္တလေးနမ်းမြို့ရိုးဟာလည်းငလင်တန်းကျောက်4839ပဲ။ တရက်ကို1255လုံးမြို့ရိုးဝင်ပေါက်ပြဦးနဲ့ပြတ်သက်ဆောင်9ခုမီတာ12ခုလိုလည်းပျက်စီးခဲ့ရပါတယ်။ပျက်စီးရနေရာတွေကိုစစ်ကောင်စီရဲ့ယင်ကျေးမှုဝင်ကြီးလဲလာရောက်တာကိုတွေ့ရပြီးပြိုကျပျက်စီးခဲ့တဲ့ရှေးရောင်စီတီအဆောက်အချို့ကိုတော့မိုးရေဝင်တာကနေကာကွယ်ဖို့မိုးကစားတွေနဲ့တစိမ့်တစ်ပိုင်းဖုံးအုပ်ထားတာကိုတွေ့ရပါတယ်။ ဝင်ကြီးနဲ့ဒူးဝင်ကြီးတို့ကရှေးဟောင်းအုပ်တွေကိုပြန်သုံးဖို့မဟာမြတ်မြတ်ဘုရားရုပ်ဘွားတော်ကိုငလင်တန်ခန္ဓာရေးအတွက်အများပြည်သူကိုရွှေဆက်မချခိုင်းတော့ပဲအခုရှိနေတဲ့အစဉ်တစားတွေကိုလည်းဖြုတ်သိမ်းဖို့နိုင်ရန်ပကြီမူလအစိပ်ပိုင်းကိုရနိုင်သလောက်ပြန်ဆက်ဖို့နိုင်ရန်ပကြီအပိုင်းစာတွေကိုမူလပုံစံတိုင်းရအောင်ပြန်လုပ်ဖို့စာတာတွေကိုမှကြားခဲ့တယ်လို့လည်းထုတ်ပြန်ဖော်ပြထားပါတယ်ရှင် 2008ခုနှစ်မေလ2ရက်နေ့မှာ ARI မြို့ဝကျွန်းပေါ်ဒေသကိုနာဂစ်မုံတိုင်းဝင်ရောက်ခဲ့တာဒီကနေ့ဆိုရင်18နှစ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။အလားတူပြီးခဲ့တဲ့မတ်လ28ရက်နေ့ကကြုံခဲ့တဲ့ငလင်တဘာဝဘေးဟာလည်းလူထောင်ချီတည်ဆုံးခဲ့ရတဲ့စိုးရွားတဲ့တဘာဝဘေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။တဘာဝဘေးအန်နီယယ်တွေကြုံတင်တိုင်းမှာစစ်ကောင်စီရဲ့အမျက်ထုတ်မှုတွေနဲ့လစ်လူရှိမှုတွေကမပြောင်းလဲကြောင်းကိုရိုင်းကြုံရသူတွေနဲ့လိလာတုံးသက်သူတွေကပြောဆိုကြပါတယ်ဒီအကြောင်းကိုမြတ်သက်စင်ကစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် လွန်ခဲ့တဲ့18နှစ်ကတိုက်ခိုက်ခဲ့တဲ့နာကင်မုံတိုင်းတဘာဝဘေးကြုံခဲ့ရချိန်နဲ့ပြီးခဲ့တဲ့လကဖြစ်ခဲ့တဲ့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ချိန်ဟာစစ်တပ်အာဏာအောက်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။2008ခုနှစ်မေလ2ရက်နေ့ကမြန်မာနိုင်ငံကိုဝင်ရောက်ခဲ့တဲ့နာကင်မုံတိုင်းဟာအမြင့်ဆုံးလေတိုက်နှုန်းတနအီကို130မိုင်နှုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး AR တိုင်းနဲ့ရန်ကုန်တိုင်းအတွင်းက လူပေါင်းနှစ်သန်း၄သိန်းလောက်ကိုဆွဆွဝဝထိခိုက်ခဲ့ရပါတယ်လူတသန်းနီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူတသိန်းကျော်သေဆုံးခဲ့ရပါတယ်ဒီဖြစ်ရဆိုးဟာ18နှစ်ကြာမြင့်ခဲ့ပြီးဖြစ်ပေမဲ့ကိုရိုင်းကြုံရသူတွေအတွက်တော့အိမ်မဆိုးတစ်ခုဖြစ်နေတုံးပါပဲအဲ့နာကိဖြစ်တဲ့ချိန်ကကျွန်တော်တို့မျိုးပေါ်မှာက9နာရီဝန်းကျင်လောက်မှာကျွန်တော်လေတအားတိုင်နေတာအဲလေတအားတိုင်တော့အဲ့ချိန်မှာဟိုကျွန်တော်တို့ကဟိုနေရီကြတော့အဲ့အဲ့တော့အဆက်ပြေတော့မပြတ်သွားဆိုလေမသိလိုက်တာနေရီမှာကတော့ ိုက်ချင်ကအကုန်လုံးမြုပ်သွားပြီလို့ပြောတယ်။ဟိုကျွန်တော်တို့အိုက်ချင်ကလည်းပြောမှဆိုကျွန်တော်တို့မြုပ်ပေါ်ကလည်းမိမရှိပါမရှိအကုန်ဖြစ်သွားတာပေါ့နော်။ဘာမှအကုန်ပြတ်သွားတော့ဘာတဲ့မှလည်းမရတော့တဲ့အချိန်ကြီးဖြစ်သွားတာပေါ့။ဆိုတော့ဟိုမှာကဲစဲရေနိုင်ငံကဲစဲရေတခုလာဖို့အတွက်ဘယ်နေရာမှာစောင့်နေပါလိမ့်။ဒါမှပြေးမဝင်ပါဘူးဆိုတဲ့တဲ့င်းတွေလည်းကြားတာပေါ့နော်။ဒီနယ်ဘက်မှာဆိုရင်လေအဲကျွန်တော်ချက် open ဆိုအမြင့်ကြီးအဲအမြင့်နေရာတော့မှဖုံးသွားလောက်အောင်ပြတ်သွားတယ်ဆိုတာကတော့လေတော်တော်ကြီးကိုဒီဒီရောက်ကြုံခဲ့တဲ့လူတွေတော့ကတော်တော်ကိုသိပြက်စရာဖြစ်မှာဆိုတော့လေဟိုအဲ့အပြင်ဝမှာနှောက်ပြီးတော့ ဟိုကိုထူကိုကိုကကိုမနက်ကိုအသက်ရှင်ပြန်ခဲ့ရင်တော့ကဲမဲ့သူမရှိစားစရာမရှိ မုံတိုင်းတိုက်ခတ်ပြီးတပတ်ကြာတဲ့အထိကဲဆယ်ရေး အစီအစဉ်တွေမစတင်နိုင်ခဲ့တာကြောင့်ဒေသခံတွေဟာ အတော်ကိုစိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်အဲ့ဒီအချိန်ကအုတ်ချုပ်ရေးအာဏာရယူထားတဲ့နာအဖစစ်အစိုးရဟာနိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို မုံတိုင်းပြည်သုံးပတ်အကြာမှခွင့်ပြုချက်ပေးခဲ့တာလည်းဖြစ်ပါတယ်လက်ရှိအချိန်ကာလမှာလည်း မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်တာစကီ9.9အဆင့်ရှိတဲ့ငလင်ကြီးကြောင့်မန္တလေး၊စကိုင်း၊ပဲခူး၊မကွေးနယ်၊ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ ငလင်ဘေးတင်ခဲ့ရပြီးစကိုင်းနယ်မန္တလေးကထိခိုက်ပျက်စီးဆုံးရှုံးမှုတွေများခဲ့ရပါတယ်။နာကင်းနယ်ငလင်တဘာဝဘေးအတွင်အနာသိန်းစစ်တပ်ရဲ့လှုပ်ဆောင်ချက်တွေတုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးလှိလာတုံးသက်သူဒေါက်တာဆိုင်းကြည်စင်စုက အခုလိုတုံးသက်ပြောပြပါဗျာ guess ဖြစ်တဲ့အချိန်မှာအကူအညီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာကျွန်တော်စစ်ကောင်စီအဲ့အချိန်ကရှိခဲ့တဲ့အနာနာဖပါနော်နာဖကသူအခုဒီဖက်ခေလိုပဲလုံခြုံရေးအကြောင်းပြပြီးတော့အဲ့နိုင်ငံတကာအကူအညီကယ်ဆယ်ရေးဝင်မဲ့ကိစ္စကိုသူတို့ဟန်တာတယ်ပြီးတော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအရက်ဘက်က အဲ့တော့ကိုဘုတုံ့ပြန်ဖို့ပေါ့နော်ကျွန်မအဲ့လိုထိန်းချုပ်တာတွေရှိခဲ့တယ်အဲ့အတွက်ကြောင့်မလို့အဲ့ထိန်းချုပ်မှုအထူးသဖြင့်အသက်ဆုံးရှုံးမှုတွေကအဲ့တုံ့ပြန်မှုနောက်ကျတဲ့အတွက်ကြောင့်မလို့ အမဆုံးရှုံးတင်ပဲဆုံးရှုံးသွားရတဲ့ကိစ္စတွေရှိတယ်။အခုခါကျတော့ကျွန်တော်တို့ဖြစ်တဲ့ငလျင်ကကျေပြန့်တယ်လို့ပြောလို့ရတယ်။ကျွန်တော်တို့ထိခိုက်မှုနှုံအားဖြင့်ကျွန်တော်တို့အာအတိုင်းတာပို့ပြီးတော့နာကိဆက်ပို့ပြီးတော့ကြီးမားကျေပြန့်တယ်လို့ပြောလို့ရတယ်။နောက်တစ်ခုဖြစ်တဲ့အချိန်မှာပဲကျွန်တော်တို့ဒီတိုက်တိုက်ခိုက်ရေးတွေရှိနေတယ်။တဘာဝဘေးအန္တရာယ်ခံစားနေရခြင်းစစ်အာဏာရှင်တွေဟာတဘာဝဘေးဒဏ်သင့်ဒေသတွေမှာအကူအညီပေးရတဲ့ နိုင်ငံကြီးအရာအသာစီးရယူနိုင်ဖို့ကသာစဉ်းစားခဲ့ကြတာလည်းဖြစ်ပါတယ်။နာဂစ်တိုက်ခိုက်ခဲ့တဲ့2008ခုနှစ်မေလထဲမှာပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြည်လုံးကျဆန္ဒခံယူပွဲကိုကျင်းပခဲ့ကြသလိုအခုလက်ရှိချိန်မှာလည်းစစ်ကောင်စီကငလင်ပေးတံတင့်နေခြင်းလူသားစာနာမှု အကူအညီပေးနိုင်မှု အပြစ်ခတ်ရဲစဲကြောင်းကြီးညာထားတဲ့ကာလအတွင်းမှာပဲကိုလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေလှုပ်ဆောင်နေပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကသာတွင်တွင်ပြောနေတာတွေကတက်သေးပဲဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ဟာလူလူရဲ့ဒုက္ခတွေကိုလှစ်လူ ရှုခဲ့ပြီးနိုင်ငံကြီးအယအမျက်ထုတ်ဖို့အသာစီးရဖို့ကြိုးစားခဲ့တယ်လို့ဒေါက်တာဆိုင်းကြည်စင်ဆိုကဆက်ပြီးသုံးသပ်ပြောဆိုပါတယ်။စစ်တပ်လို့ပြောတဲ့ institution မှာကိုကသူ့ရဲ့အဓိကအရေးကြီးဆုံးပန်းနိုင်ကနိုင်ငံကြီး အရာအတာစီရဖို့ပြီးရင်လူတွေကိုထိန်းချုပ်ထားနိုင်ဖို့ဒီနိုင်ငံရေးအရာသတ်မှတ်ထားတဲ့နေနမိတ်အတွင်းမှာသူရဲ့အာဏာဆက်တည်မြဲဖို့ဆိုရဲကျွန်တော်တို့ပရိသရိစံနဲ့စဉ်းစားမှုအတွေ့အကြုံမှုကအခုချိန်ထိကြံ့နေသေးတယ်လို့ပြောလို့ရတယ်အခုတည်းကျွန်တော်တို့အဲ့တိုင်းပဲကျွန်တော်တို့ဒီကူညီကယ်ဆယ်ရေးရောက်လာတဲ့အချိန်ဒီလိုနိုင်ငံတကာတွေဟိုအာယုံကြလာတဲ့အချိန်ပြီးပါရင်ဒီနိုင်ငံတွေကလည်းကျွန်တော်တို့ အာဝိုင်းပြီးတော့စိတ်ဝင်စားနေတဲ့ဒီမြမရေးပြတဲ့ဘုတ်အတွက်ကြိုးစားနေကြတဲ့အချိန်မှာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသူ့အနေနဲ့နိုင်ငံရေးအရာအားသာချက်ဘလို့တိဆောက်လို့ရမလဲဆိုတဲ့ဟာကဦးတည်ချက်အကြီးဆုံးဖြစ်နေတယ်လို့ကျွန်တော်ကျွန်တော်တို့ယူဆလို့ရတယ်အဲဒီသဘောမျိုးအာနားလည်လို့ရတယ်လှုပ်ဆောင်မှုပုံစံမျိုးတွေလည်းကျွန်တော်တို့တောက်လျှောက်တွေ့နေရတယ်။နာဂိမုံနိုင်ကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေဟာ အခုလို18နှစ်တာကြာလာခဲ့ပြီမယ်လေအိမ်မက်ဆိုးရီနေတာရှင်သန်နေထိုင်ကြရစေပဲဖြစ်ပါတယ်။နာဂိအတွင်းမှာထိခိုက်ခံစားရသူတွေရောအခုလက်ရှိငလင်ဘေးတံခံစားကြရသူတွေရောပြောဆိုခဲ့ကြတာကတော့အကူအညီတွေသာမြ мян ရခဲ့မယ်ဆိုရင်အသက်တွေထိခိုက်ဆုံးရှုံးမှုရှိမှာမဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ကယ်ဆယ်ရတာမြ мян ရောက်ခံခဲ့ရင်ပေါ့နော်။ဟိုတသက်ရှင်နိုင်တဲ့နောက်မြို့ပေါ်တက်လာတော့ငိုးရိုပြီးအကုန်လုံးကအော်ဟစ်ပြီးတက်လာကြတော့ ဒီမိသားစုတပွဲတပြားတွေပေါ့နော်အဲ့ဒါအဲ့လိုမျိုးတွေအပူလိုအားမြင်ခဲ့ရတဲ့ခါကျတော့လေဟိုဒါမျိုးကိုဒီကိုချိန်ရောက်တိုင်းလဲအများတန်းလဲဒီချိန်ရောက်တိုင်းမျိုးပေါ်မှာလဲအများဟိုသူတို့အတွက်ရည်ရွယ်ပြီးတော့အမြဝေတာတို့ဘာလို့တော့လောက်ကြပါတယ်အများတမ်းပဲဆိုတော့ဒီအဖြစ်ဆိုးမျိုးကြီးကိုလေကြုံလဲမကြုံကျင်ဘူးပေါ့နော်တကယ်လို့ကြုံခဲ့ရသည်မလွဲမတောင်းတာတဘာဝဘေးဆိုတော့ကြုံခဲ့ရမယ်ဆိုရင်တော့မှပဲပေါ့နော်အစိုးရကောင်းကောင်းလေးနဲ့တကယ်ကိုတင်းစာတရားရှိတဲ့ဟို ဟိုအစိုးရတရက်နဲ့ဆိုရင်ပေါ့နော်မတည်တင်မင်းနဲ့တည်သွားရတဲ့လူတွေအတွက်ဒါဒါအသက်ရှင်ဝင်လေးတွေရနိုင်တာပေါ့နော်ဒီလိုပဲရှာတာ sorry ညီမတို့စီကိုဝင်ခဲ့မယ်ခေါ်တယ်ဘက်ကတော့ခွင့်ပြုခဲ့မယ်ဆိုလို့ရှင်အဲ့တော့လူရှင်တဲ့လူကအများကြီးရှိသေးတယ်သိလားနောက်ဆုံးထွက်လာတဲ့အေးမိုးပြောကြရဆိုကျွန်မသမီးလေးဆိုကျွန်မကိုရမ်းရှာတာအငယ်လေးဆိုပေါပေါဆိုကျွန်မမလမလကာအီအိုနေရှာတာတဲ့တဘာဝဘေးအန္တရာယ်အတွက်ပြည်သူတွေအတွက် နိုင်ငံတကာကပေးတဲ့အကူအညီတွေကိုလည်းစစ်အာဏာရှင်အဆက်ဆက်ကအလွဲသုံးစားပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။နာကိဘေးအန္တရာယ်ခံရတဲ့သူတွေကို ပေးတဲ့နိုင်ငံတကာအကူအညီပစ္စည်းတွေကိုစစ်အစိုးရကပေးတဲ့ပုံစံဖြစ်အောင်ပြုပြင်မွမ်းမံပြီးနိုင်ငံပိုင်သတင်းဌာနတွေကနေဗိုလ်ချုပ်ကြီးဦးတန်းရွှေကဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းတွေကိုခန်းနာတွေနဲ့လွှဲပြောင်းပေးနေတာတွေကိုထုတ်လွှင့်ခဲ့ကြတယ်လို့ AP သတင်းဌာနကဖော်ပြခဲ့တာရှိပါတယ်။ ီအခြေအနေဟာလက်ရှိငလင်တဘာဝဘေးမှာလည်းမပြောင်းလဲပဲဆက်ဖြစ်ခဲ့ပါတယ်။ UN ကကာရီယာလာရောအမထင်တာကအဲ့ဒီငလင်ဆူဆူဝါးလှုပ်သွားတယ်ပြက်စီးသွားတယ်ရက်ကွက်မှာပစ္စည်းတစ်ခါတည်းဝေမယ်လို့ထင်တာ။ကာရီကုံကအဲ့ဒီအုတ်ချုပ်ရည်မှုရုံထဲမှာပဲအခုထီနော်အဲ့ဒီရွက်ဖြင့်တဲလေးဘာလို့မှမရဘူးဒီမျိုးပေါ်ကရက်ကွက်အုတ်ချုပ်ရည်မှု6ယောက်တပိုင်းတနိုင်ရှည်တန်းဆက်တယောက်တလုံးရတယ်ဒါပဲကျန်တာတွေအကုန်လုံးခုထိအုတ်ချုပ်ရည်မှုရုံနေပဲအင်အားပြင်းငလင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီကနေတဆင်းငလင်တန်တဲ့ဒေတာတွေအတွက်နိုင်ငံတကာကအလှူငွေစုစုပေါင်း292.89တန်းလောက်လှူဒန်းပေးတာတွေရှိခဲ့တယ်လို့ DVB ကကြောက်ယူရရှိထားတဲ့စီးရင်တွေအရသိရပါတယ်။ DVB data တင်းကကြောက်ယူထားတဲ့စီးရင်တွေအရတော့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်တည်ဆုံးခဲ့သူပေါင်း4400ကျော်ရှိပြီးထိခိုက်ဒဏ်ရာရရှိသူကတော့1100ကျော်ရှိတယ်လို့ ငလျင်ပေးတဲ့သူကတော့1.4မီလီယံရှိပါတယ်။နေအိမ်အဆောက်အုံပေါင်း9500ကျော်ပျက်စီးခဲ့ပြီးဘာသာရေးအဆောက်အုံလန်ဒတာစတဲ့အထွေထွေပျက်စီးမှုတွေရဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ American Dollar 1.9ဘီလီယံရှိပါတယ်။ကျမမျက်သစင်ပါရှင်။ဒီ video မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကျွန်မကတော့ဒီဂျူလိုက်ပါ